အားလုံးမမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါဥရောပဘောလုံးရာသီပြီးသလောက်ဖြစ်ပြီပေါ့လေအခုဆိုရင်3ပုံ2ပုံ4ပုံ3ပုံလောက်ရောက်နေတယ်ရာသီကတိန်းတော့ပဲကျွန်တော်အမြင်တော့ Barcelona ကအခု Leganes ကိုနိုင်လိုက်တဲ့အတွက် Lewandowski Rafinha Rafinha နဲ့ဇမားတို့ကိုမသွင်းနိုင်တော့ပါသူတို့3ယောက်တိုက်စစ်အတွေ့ခြေစွမ်းပြမှုနဲ့အခု Barcelona က ဒီ legness ကိုနိုင်သွားတယ်အုံကိုပေါ့လေဒါပေမဲ့အခု Real Madrid ပွဲမတိုင်ခင်မှာသူတို့တပွဲပူ9မှတ်ဖြတ်ထားတယ်ဟတ်တူဟက်ကလည်းသူတို့၄ဂိုးဖြတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်အမြင်တော့ La Liga က Barcelona အတွက်ကချင်းနေတော်တော်လေးကောင်းသွားပြီ Real Madrid ကခြေပြတ်နေတဲ့အတွက်သူတို့ကိုယ်တိုင်ခြေမမှန်မှုဖြစ်နေတဲ့အတွက် Barcelona ခြေငြိမ်းတာ အဝေးခွင်းခုနှစ်ပွဲဆက်တိုက်နိုင်ထားတဲ့အခြေစွမ်းရယ်ပြိုင်ပွဲဆုံးပေါ့လေပြီးတော့အခုလက်ရှိမှာဘတ်တစ်နဲ့ပွဲလည်းတကယ်တော့သူတို့အိုက်ပွဲသူတို့ကန်ဆိုးတာတကယ်လို့လားဘတ်တစ်ကိုနိုင်သူတို့6မှတ်ဖြတ်ရမှာအဲ့တော့ဒိုင်းနိုင်သွင်းနေတာဘတ်တစ်ကအဲ့တလုံးပဲရတာဆိုတော့အခုလောလောဆယ်အနေထားရဟန်စီဖလီနဲ့လာလီကာကအမှန်တိုင်းပြောရင်တော်တော်လေးအခြေအနေကောင်းတယ်ကျွန်တော်နံပါတ်1နေနေဗျာအင်္ဂလန်ပရီးမီးယားလိအာဆယ်ကပရီးမီးယားလိကလုံးဝ everything ကို everything ဒါပုံဩပြီးတော့ချန်ပီယံလိကိုပုံဩလိုက်တဲ့အကြောင်းလီဗာပူးက နှစ်ပွဲရှုံးသုံးပွဲရှုံးသည့်တိုင်ဟောင်းဒါလီဗာပူးရှုံးရင်တော့မပြောတာဒါပေမဲ့လီဗာပူးကရှုံးကြလည်းမရှိတော့ဘူးရှုံးခဲ့မယ်ခြေပြက်ရင်တော့အာဆင်ကမနိုင်တော့ဘူးအဲ့အတွက်ကြောင့်ချန်ပီယံပရီးမီးယားလိကလီဗာပူးချန်ပီယံဖြစ်ပြီနောက်တစ်ခုကလီဗာပူးကဘလို့ပဲဖြစ်ဖြစ်လာမယ့်ပွဲနှစ်ပွဲသုံးပွဲလောက်နိုင်ရင်သူတို့ချန်ပီယံဖြစ်တဲ့ကြောင့်ကျွန်တော်ထင်တော့ပရီးမီးယားလိကပြီးပြီစီးရီးကလည်းနာပိုလီနဲ့ဒါအင်တာမီလန်အပြိုင်ဖြစ်နေပြီပဲ နာပိုလီနဲ့အင်တာမီလန်ရဲ့ထိတိုက်ပွဲမရှိတော့ဘူးဒါနောက်တစ်ခုကနာပိုလီကအမှန်တမ်းပြောရင်နိုင်ပွဲတွေကိုအသေးလေးယူနေရတဲ့အချိန်မှာအင်တာမီလန်ကသူ့လုပ်ကိုဖြည်းဖြည်းလေးလှုပ်သွားတာဒါကျွန်တော်အမြင်တော့ဒါကျွန်တော်အခုလောလောဆယ်အနေထားရ CDA မှာအခြေအနေမကောင်းဘူးကျွန်တော်ထင်တော့ CDA မှာကျွန်တော်ကတော့ထင်တာတော့အကောင်းဆုံးကတော့အင်တာမီလန်အသင်းပဲချန်ပီယံဖြစ်မှာ ဘာလို့ဆိုအင်တာမီလန်အသင်းကိုကျော်ဖို့ခတ်တယ်အင်တာအခု82မှတ်ကိုတပွဲပို6မှတ်ဒါပေမဲ့လက်ကျန်ကသူတို့က6ပွဲလောက်ပဲကျန်တာနာပိုလီက9ပွဲဆိုတော့အင်တာမီလန်ဟာအခုလောလောဆယ်မှာဂူတီဖရန့်ကလည်း42တကိုးဖြစ်တယ်သူတို့ကစီးရီကဟတ်တူကမဟုတ်ဘူးအရင်တော့ဟတ်တူဟာဆိုတော့ကျွန်တော်အမြင်တော့မလွယ်လောက်ဘူးအင်တာရဖို့များတယ်နာပိုလီတော်တော်ကံကောင်းမှအနောက်အင်တာမီလန်ခြေချော်မှအင်တာမီလန်ခြေတော်တော်မချော်ဘူးသူတို့ပွဲကြီးတွေလောက်ပဲခြေချော်ချော်မယ်တောင်တောင်ပွဲမချော်ဘူးကျွန်တော်အမြင်တော့အီတလီစီးရီကဒီ စီမျိုးနီအင်ဇာဂီနဲ့ဒီအင်တာမီလန်ပဲဖြစ်မှာအဲပရီးမီယာလိဂ်ကလည်းအာနီစလော့နဲ့လီဗာပူးပဲဖြစ်ဖို့ရှိတယ်ဆိုတော့ပြင်သစ်လီဝမ်ကပါရီစ်စိန့်ဂျာမိန်ကချန်ပီယံဖြစ်ပြီးပေါ်တူဂီမာပေါ် supporting is more တော်တော်လေးအခြေအနေကောင်းတယ်ဘန်ဖီကာနဲ့သူတို့အသေးအံပြိုင်နေတယ်ဒါပေမဲ့ကျွန်တော်အမြင်တော့ supporting ရဖို့များတယ်ဆိုတော့အဲ့မှာလက်ရှိမှာတူတကီလိကလည်း Fenerbahce ချီက Galatasaray ကိုမနိုင်နိုင်ဘူးဆိုတော့ Galatasaray ကပဲ champion ဖြစ်မှာဆိုတော့တူတကီမှာ Galatasaray champion ဖြစ်မယ် supporting က Portugal မှာ champion ဖြစ်မယ်ပြည်သစ်လီဝမ်က Paris Saint-Germain champion ဖြစ်ပြီးွားပြီအဲ့ဒါကိုမှ La Liga က Barcelona အခြေအနေကောင်းတယ် Inter Milan အခြေအနေမှာအခြေအနေကောင်းပြီးတော့ Premier League က Liverpool champion ဖြစ်ဖို့တည်ချာလောက်ရှိတယ်ဆိုတော့ Scotland မှာ set တဲ့ဆိုတော့ ဥရောပလိရအမတိုင်းပြောရင်တော့ယာဒီပိတ်ခံပြီးသုံးပုံနမူမှာပြီးသလောက်ပဲအခုလက်ရှိမှာဆိုချန်ပီယံရှစ်ကအထက်မှာမထင်မပယ်နဲ့စိတ်ဝင်စားစရာအကောင်းဆုံး Sheffield United က၃ပွဲဆက်တိုက်ရှုံးလိုက်တဲ့အတွက်ကြောင့်အခု Chris Wilder ရဲ့အသင်းကရှုံးလိုက်တဲ့အတွက်ကြောင့်အခု Championship ကလုံးဝကိုစိတ်ဝင်စားစရာကောင်းသွားတယ်။ဘာလို့ဆိုတော့ ချန်ပီယံရှစ်ကအခုဒီတိုင်းဆိုရင်လီးရှူနိုက်တက်နဲ့ဒါလီးကဒါနောက်ဆုံးပွဲမှာပရက်စတန်ကို2-1နဲ့နိုင်တဲ့ချိန်မှာပလေးမော့ကိုပလေးမော့ဆိုတာဇာအောက်ဆုံးကအသင်းကိုရှက်ဖီက2-1နဲ့ရှုံးသွားတယ်။အဲ့ချိန်မှာဘန်လီကဟိုတနေ့ကနိုင်တော့အခုဘာဖြစ်သွားလဲဆိုတော့ချန်ပီယံရှစ်မှာလီးကဒါ၄ပွဲလိုမှာ88ဘန်လီက၄ပွဲလိုမှာ88ရှက်ဖီယူနိုက်တက်က83ဆန်ဒလန်က86ပရစ်စတိုက64ကိုဗင်ထရီလမ်ပတ်ရဲ့အသင်းက62ပြီးတော့မှဆိုတော့အောက်က restaurant က60 middlesbrough 60 mewo 60ဆိုတော့ကျွန်တော်ထင်တော့လေးဘွဲမှာငါးမှတ်ဖြတ်ထားတယ်ဆိုတော့ lees နဲ့ banley ကလုံလောက်ပြီလို့ထင်တယ်ဆိုတော့ championship က lees နဲ့ banley ကဓာတ်ရိုက်တက်ပုံများတယ်ဆိုတော့ scope parker ရဲ့ banley နဲ့ now ဒီ daniel vargar ရဲ့ lees တက်ပုံများ lees ကပြီးခဲ့နှစ်တည်းတက်အောင်မအောင်နောက်ဆုံးပြီးခဲ့နှစ်မှာခြေချော်ပြီးတော့ iswich ရှောင်းကသူတို့ကြော်သွားတာကျွန်တော်ပြင်တော့ စီးရီးကအချိန်ကြီးအင်တာတော်တော်လေးအချိန်ကြီးကောင်းသွားပြီလာလီဂါဘာဆိုနာတော်တော်အချိန်ကြီးကောင်းသွားပြီဒါပြင်သစ်ကပါရီစင်ဂျာမင်ရပြီအင်္ဂလန်ကလီဗာပူးတေချာပေါက်ဖြစ်သွားပြီဘွန်ဒစ်စီကလည်းဘိုင်ယန်က6မှတ်တောင်ဖြတ်ထားတာလက်ကျ9ပွဲပဲရှိတယ်ကျွန်တော်ထင်တော့ဘိုင်ယန်ကိုမကြုံနိုင်တော့ဘူးလီဗာပူးစင်ဒါကြောင့်လီဗာပူးစင်ဒီကနေ့ပွဲမှာနိုင်ခဲ့မယ်ဆိုရင်ဒေါ်မန်နဲ့ဘိုင်ယန်တေချာရင်သူတို့လေးမှတ်ပဲပြည့်ရမယ်ဆာမှာသူတို့ကိုလည်းခြေချော်နေတော့ဂျာဗီအလွန်ဆိုကဒီရာဒီမှာဖလားလက်မှတ်ပေါ့လေသူတို့ဒီ ပိုကယ်ဖလားမှာလဲသူတို့စီမီမှာရှုံးသွားဆိုတော့ဒါတော့ဥရောပရဲ့နောက်ဆုံးအခြေအနေတော့ဘယ်သင်းတွေချန်ပီယံဖြစ်မလဲကျွန်တော်ကတော့အခုလောလောဆယ်မှာ10 net round ဖြစ်သွားတော့မထင်မှတ်တဲ့ upset ဖြစ်နိုင်တဲ့အခြေအနေကမရှိတော့ championship လည်းမဖြစ်နိုင်တော့ဘူး supporting လည်းမဖြစ်နိုင်တော့ဘူးကျွန်တော်ထင်တော့ဟိုဘယ်လိုပြောမလဲ La Liga နဲ့ City လောက်ပဲရှိမယ်ဒါပေမဲ့အဲ့ဒါတောင်မသေးကြဘူးဥရောပကအကုန်လုံးအပြေပေါ်တလောက်ဖြစ်ပြီလို့တော့ပြောလို့ရတယ် La Liga မှာပဲ Real Madrid မျောလင်းချက်နည်းနည်းရှိမယ် Napoli မျောလင်းချက်နည်းနည်းရှိမယ်ဒါကျွန်တော်အမြင်ပေါ်လေဘလုံးချစ်ပြည့်တဲ့ဘလုံးမြင်ကြတယ် ကိုမမဝေယမချက်ပြကြပါအောင်ကြီးကျမှာတယ်